အလုံးမဲမင်္ဂလာပါရှင်ရှူတင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘားလ၁၀ရက်နေ့အတွက်နောက်ဆုံးရမလို့သားကျူတင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလို့ဝတာနေဖြင့်မြည်ကြီးချင်းချင်းနေတိပေးချက်များနဲ့မိုးတဲထန်စွာရွာသွန်းနိုင်မြည်ဒေတာများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလင့်ကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်ပထမဆုံးအနေဖြင့်မလို့ဝတာနေဇလဗရာညွန်ကြမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသော ညည်ကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ညည်ကြီးမှုအခြေအနေတွင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ခုနှစ်နှစ်အချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲအချိန်တိုင်းထွားချက်ရစစ်တမ်းမြေသည့်မတမျိုးတွင်စိုးရင်ရေမတ်အထက်သို့နှစ်လက်မကျော်ကျော်လွန်နေပြီ။နောက်တစ်ရက်တွင်တလက်မခန့်အကြာဆင်လာနိုင်ကရင်းမျိုးဤစိုးရင်ရေမတ်အထက်ဆက်လက်တည်ရှိနိုင်ပါသည်။တို့ဖြစ်ပါ၍မတမျိုးတွင်ရှိ မြေကန်းနေနဲ့မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေပင်လွရာနေရာများသို့ရှောင်ရှားနိုင်ပါရန်တတိပင်းတို့ဆော့အပ်ပါသည်ယနေ့9ရက်စလ2025ရက်နေ့နနက်6နိုင်ခွဲအချိန်တိုင်းတာချံမြေအခြေအနေတင်ပြပေးလိုက်ပါသည်မြေကြီးနားမြေရေတပေခွဲခန့်ပြန်တက် မနေ့ကညနေမှ12နိုင်တွင်မြေကြီးနားမြို့ဤမနေ့ကမြင့်ဆုံးပူချိန်28.8ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန် 15.8ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြစီနာမြေသည်ဆွေရင်မတ်1000စင်တီမီတာသို့ရရှိရန်694စင်တီမီတာ22ပေခွဲကျော်ခန့်အလိုရင်းရရှိနေပါတယ်။မြေရဲ့အတက်ကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။ထူကဲမြေကြီးကျနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။ EOD မြင့်အထက်ပိုင်းမှာမူအားတင်တင့်ရှိနေပါတယ်။ရန်ဖန်ရန်ခါ EOD မြင့်စွန်အထက်ပိုင်းမှာနေရာကွက်၍မူသေးထန်စွာရွာသွန်းခြင်းများကြောင့် ြည်ကျင်းနာမြေကြာစင်နေရာမှာပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အေယောဒီမြေအထက်ပိုင်းမေခါမြေနဲ့မလီခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်သာရှိနေပါတယ်။အေယောဒီမြေကိုတရှောင်းနဲ့စနေမြေကိုတရှောင်းမြေကန်ဒီမြေနေဒေသများနဲ့မြေနုကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ။အယောက်တိမြင့်ကြီးကိုအနီးအမေပြုတ်နေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းတွင်းမြေရေးချင်းနှင့်ခန်းတီးမြေရေးတလမခန့်ထက်ကြမိကညနေမှ12နာရီတွင်မုံရွာမြေရေးတလမခန့်ထက်ကြမိကညနေမှ12နာရီတွင်ချင်းတွင်းမြစ်အထက်ပိုင်းမှာလက်တလုံးရင်းမူအားအနေငယ်ရှိနေပါတယ်။ချင်းတွင်းမြစ်ရဲ့တဲကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။သူကဲမြစ်ကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ Candy Homelin ဖောင်ပြင်း Moonlight ကလေးဝမင်းကင်းကနေမျိုးနဲ့မုံရမျိုးတို့မြည်များဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ AOD မြည်ရဲ့ချင်းနေဗမော်မြည်ရဲ့ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မနက်ဖြန်နဲ့ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။ရွှေကူမြို့မြည်ရဲ့ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မနက်ဖြန်ညပိုင်းတွင်ပြန်လည်မြင့်တက်နိုင်ပါသည်။ကတ္တာထီချိုင်မြို့နဲ့တပိတ်ချင်းမြို့တို့မြည်များဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ မန္တလေးမြို့ရင်အနေငယ်ထပ်တန်းနိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။စကိုင်းမြို့ရင်အနေငယ်ထပ်တန်းနိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။မြင်းမှုမြို့ရင်အနေငယ်ထပ်တန်းနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖနက်ပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ပခုတ်ကူညဦးချောင်းမြို့မင်းဘူးမကွေအောင်လန်းပြည်မြို့နဲ့စိတ်သာမြို့တို့မြေများပြပြချင်းဆက်တန်နေပါဦးမယ်။ဟင်္သာမြို့ရင် အတက်ကြမရှိရတန်နေပြီမနေ့ဖန်နေ့ပိုင်းတွင် ပြန်လည်မြင့်တက်လာနိုင်ပါတယ်ဇလုံမြို့မြင့်ရင်အတက်ကြမရှိရတန်နေပြီမနေ့ဖန်နေ့ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်အေယာဝတီမြင့်ရင်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်ဆက်လက်ပြီးယနေ့အော်တိုဘလာကိုရည်နေအတွက်မူလဝတ္ထခံမှန်းချက်များအရာမိုးသည်ထံမြေဒေသများ ရခိုင်ပြည်နယ်အေယာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့သတင်းထိုင်တိုင်းဒေသကြီးတို့တွင်ကွက်ပြေမှုမိုးလွန်သေးထန်စွာရွာသွန်းပါမည်။မိုးကြီးနိုင်သည့်ဒေသများပေါင်းလောင်းတန်တောင်ပေါ်ကလေး၊ကြောက်ကြီး၊ကျုံပျော်၊ကြောင်ကုန်၊ပတ်သိမ်၊ငပူတုံ၊ဝါခေမ၊လက်ပွတောင်ရန်ကုန်နှင့်သတင်းထိုင်ဒေသများမိုးကြီးမည်။ကြံဒေသများအထက်ဖော်ပြပါဒေသများမှာအပ ကြံတပြီလုံးနေမှုနေရာကွက်ကြားမိုးရွာသွန်းခြင်းသာဖြစ်ပေါ်နိုင်ပါသည်။ကချင်ပြည်နယ်နှင့်အေရောင်ဒီတိုင်းဒေသကြီးတို့တွင်မိုးရွာသွန်းမှုများအထူးကိရိုဆိုင်တင်ပါသည်။မိုးသည်ထံမြေဒေသများမနက်ဖန်တွင်အောက်ပါဒေသများ၌မိုးသည်ထန်စွာရွာသွန်းနိုင်ပြီးနေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်။တကချင်ပြည်နယ်နှင့်နာခာဒေသများပူတာအိုပန်နန်းတင်နောင်မွန်စွန်ပရာဝမ် အင်ချမ်းရံမြေဆုံမြေကြီးနာကာမိုင်းပါကက်ကန်ဒီတံပါကွေဝိုင်းမွန်စင်ဘူတာလော်ဂျီဗမော်နေရှေကူမျိုးတို့ဖြစ်ပါတယ်နှစ် AOD တိုင်းဒေသကြီးငတိုင်းချောင်းမူပင်လက်ပုတာနဲ့ပသိမ်မျိုးတို့ဖြစ်ပါတယ်ထိုဒေသများတွင်နေထိုင်သူများနေဖြင့်ရည်ကြီးနိုင်သည့်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ထားတဲ့အကြောင်းအတိပေးအပ်ပါတယ်ရှင် ဆက်လက်ပြီးမနက်ဖြန်မှလို့တာအချိန်နေဘလို့ရှိမလဲဘင်္ဂလားပလင်အော်မှာဘာရီဖြစ်နေမလဲဆိုတဲ့အချိန်နေသေးစိတ်ကိုကြည်လိုက်ကြရအောင်2025ခုနှစ်အော်တိုဘာလ9ရက်နေ့ညနေ6:00အချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလင်အော်ချိန်နေကပလီပလင်ပြင်းနေဘင်္ဂလားပလင်အော်ရိုတွင်မုတ်တော်လီအားနေနေပါတယ်မနက်ဖြန်နက်ထိခမန်းချက်မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာကွက်ကြနေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျင်း ပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ရဲ့နေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့ရဲ့နေရာအနှံ့ပြားမှုထိချုံရွာမြီရွာရံရံုံပြည့်ဖြစ်ပါတယ်နေပြီးတော့နေရာကွက်ကြားမှုထိချုံရွာမြီရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထိချုံရွာမြီမန္တလေးနေရာကွက်ကြားမှုထိချုံရွာမြီဘကုန်းနေရာကွက်ကြားမှုထိချုံရွာမြီမကွေးနေရာကွက်ကြားမှုထိချုံရွာမြီ ဟုံမလင်းနေရာကွက်ကြားမုထစ်ချောင်းရမြည်မုံရွာနေရာကွက်ကြားမုထစ်ချောင်းရမြည်ပသိန်းမုထစ်ချိန်နှစ်ချိန်ထစ်ချောင်းရမြည်တဝဲမုထစ်ချိန်နှစ်ချိန်ထစ်ချောင်းရမြည်မြေကြီးနာမုထစ်ချိန်နှစ်ချိန်ထစ်ချောင်းရမြည်လိုက်ကောနေရာကွက်ကြားမုထစ်ချောင်းရမြည်ဖက်အန်မုထစ်ချိန်နှစ်ချိန်ထစ်ချောင်းရမြည်ဟာခာနေရာကွက်ကြားမုထစ်ချောင်းရမြည်မော်လယ်မြိုင်မုထစ်ချိန်နှစ်ချိန်ထစ်ချောင်းရမြည်စစ်တွေမုထစ်ချိန်နှစ်ချိန်ထစ်ချောင်းရမြည် လာရှိုနေရာကွက်ကြားမိုးထစ်ချုံရွာမြီတောင်ကြီးမိုးထစ်ချိန်နေကျင်းထစ်ချုံရွာမြီကျိုင်းတုံနေရာကွက်ကြားမိုးထစ်ချုံရွာမြီမိုးထိတ်တောင်ဖြစ်ပေါ်မှုချင်းနေစကိုင်းတိုင်းဒေသကြီးအီအော်ဒီတိုင်းဒေသကြီးနေတနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးထိတ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးထိတ်တောင်များရွေလျားရနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးဖြစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတီကျခြင်း စသည့်မူလဝါဒဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်တက်ခမန်းချက်မုတ်တုံလီအာနေနေမီနေပြည်တော်နယ်ညတဝိုင်းအတွက်မနက်ဖြန်နံနက်ထိခမန်းချက်နေရာကွက်ကြားမိုးတစ်ချောင်းရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့နယ်ညတဝိုင်းအတွက်မနက်ဖြန်နံနက်ထိခမန်းချက်နေရာကွက်ကြားမိုးတစ်ချောင်းရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။မန္တလေးမြို့နယ်ညတဝိုင်းအတွက်မနက်ဖြန်နံနက်ထိခမန်းချက် နေရာကွက်ကြားမိုးထစ်ချုံရွာမြီရွာရံရံုံပြည့်ဖြစ်ပါတယ်။ဆက်လက်ပြီးမကွေတိုင်းအော်တိုဘားလ9ရက်နေ့မှ အော်တိုဘားလ14ရက်နေ့အထိမိုးလေဝသအခြေအနေ ပလဲပြင်းများမှထူးခြားသည့်မိုးလေဝသအခြေအနေများတောင်တရုတ်ပလဲနှင့်ဘင်္ဂလားပလဲအော်ရီဘတ်မှ GFS model ဂျိုတင်ခန့်မှန်ချက်မှာပကြံဂျိုတင်ခန့်မှန်ရေး model များကလေဖိအားနဲ့ရဝင်းမုံတိုင်းစသဖြင့်ဖြစ်လာနိုင်ကြောင်းခန့်မှန်းထားတာမတွေ့ရပါဘူး။ GFS model သူတင်ခံမှန်းချက်ရအော်တိုဘာလ12ရက်နေ့မှာတောင်တရုတ်ပင်လယ်ဘင်္ဂလားပင်လယ်အော်ရီမှာအထက်လေဝေးလိုက်များဖြစ်ပေါ်နိုင်ပြီးလေဖိအားနည်းရဝင်းဖြစ်ပုံမှန်အားကောင်းလာနိုင်ကြောင်းတွေ့ရပါတယ်။ model အားလုံးရဲ့တပြေးညီသူတင်ခံမှန်းချက်မဟုတ်တာကြောင့်ဆက်လက်ဆောင်ကြည့်တင်ပြပေးသွားပါမယ်။မကွေတိုင်းတွင်မိုးရသွန်းနိုင်သည့်အချိန်ဤသူတင်ခံမှန်းချက်သူတင်ခံမှန်း၏ icon နဲ့ GFS model များမှာရရှိနိုင်သည့်အချက်အလက်များယမကွေတိုင်းမြောက်ပိုင်း အနောက်မြောက်ပိုင်းနဲ့အနောက်ပိုင်းချင်းပြည်နယ်ရခိုင်ယူမတို့နဲ့နန္ဒမိတ်ချင်းထိဆက်သည့်မြို့နယ် KI များဖြစ်သည့်ကံကောတီလင်းကြောက်ထုကြောက်စောပခုတ်ကူညာရေစကြုံစေတုတ်တရာမြို့နယ် KI များနဲ့မကွေးတိုင်းတောင်ပိုင်းပဲခူးတိုင်းအနောက်ချမ်းနဲ့ထိဆက်နေသောမြို့နယ်အချို့ဖြစ်သောကံမတရံမျိုးမင်းတုံတို့တွင်မိုးအနှဲငယ်ပူနိုင်ခုနှစ်ရက်မွေးချင်းနေ့တရမ၅လမှာမှ၄လမှခန့်ထိရရှိနိုင်ပြီး ကွေးမြို့ပါဝင်ကျန်ရှိသောမကွေးတိုင်းအလဲပိုင်းဒေသများစုတွင်ခုနှစ်ရက်တွင်မူရေးချင်ရရှိမှုနှလမနှင့်အထက်ရွာသွင်းရရှိနိုင်ပါသည်ဖြစ်ပေါ်နိုင်သည့်သဘာဝဘီအန်ဒီရဲများမြင်းဘူးပွင့်ဖြူတောင်တွင်းဒေသများတွင် နေရာကွက်ပြီးမိုးသည်ထန်မှုအချိန်ကြာမြင့်ပါကရေးကြီးနိုင်ပါသည်စောကျော်စေတုတ်တရာနှင့်ကံကောဒေသတောင်ကုန်းထုထပ်သောနေရာအချို့တွင် တောင်ပြိုမြေပြိုခြင်းများဖြစ်နိုင်ပါသည် အီဟာဝတီမြေရည်သည်ဆွေရင်မဲ့သူရရှိနိုင်သည့်အခြေအနေမရှိနိုင်တော့လေမြေရည်မြင့်တက်လာနိုင်သည့်ကိုသတိထားဆောင်ကြည့်ရပါမယ်အပူချိန်လေတိုင်းတို့လေထုဆူထိုင်းစာနှင့်လေထုညဉ့်ညံ့မှုအခြေအနေယခုတစ်ပတ်တွင်မကွေတိုင်းအမြင့်ဆုံးနှင့်အပူချိန်34ဒီဂရီစင်တီဂရိတ်နှင့်အနှိမ်ဆုံးညအပူချိန်25ဒီဂရီစင်တီဂရိတ်ရှိနိုင်ပြီးအော်တိုဘာလ12ရက်နေ့တွင်ခန်းစားရသည့်အပူချိန်39ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါမည် မကွေတိုင်းအလဲပိုင်းမြို့များရဲ့လေထုစုထိုင်းဆောက်50ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးတောင်ကုန်းထူထက်တီဒေသများ EOD မြစ်ကမ်းဤဒေသများမှာ လေထုစုထိုင်းဆောက်80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။မကွေတိုင်းရဲ့ပြန်မြလေထုညဉ့်ညံ့မှုအညွန့်ကိန်း EGI level 20ခန့်ရှိနိုင်ပြီးအနည်းရှိသည့် level မဟုတ်တာကြောင့်စိုးရင်စရာမရှိပါ။အားဆုံးအနေဖြင့်ပလဲပြင်ခီးသွားများအတွက်မလို့သာခံမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ မြမပလဲပြင်းလှိုင်းနေငယ်မလှိုင်းတဲ့တဲ့ရှင်မြင်လှိုင်းမြင်မမြမကယ်ရန်တရှောင်းနဲ့ကဲလွတ်ပလဲပြင်းတို့ရင်၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်ရန်ကုန်မှတနင်္သာရီကယ်ရန်တရှောင်းပလဲပြင်းခီရဲ့အတွက်မူလတာခမန်းချံယနေ့မွန်တဲမှနောက်၂၄နိုင်တွင်ခမန်းချံမူလဝတာချင်းနေနေရအနှံ့ပြမှုထေချုံရမည်အမြင်တာလေးမိုင်းမိုးရစင်တမိုင်းခန့်ရေပြင်းလေးအနောက်သို့မဟုတ်အနောက်မြောက်တနင်္သာရီပလဲမိုင်း၅၀မိုင်းတခါတရံ မိုင်20မှ25မိုင်။လှိုင်းချီနေလှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိမြီ။လှိုင်းမြင့်လေးပြင်းမှ6ပေးခန်။ရန်ကုန်မှာရခိုင်ကံရန်တလျှောက်ပလင်ပြင်ခီအတွက်မလို့သားခံမန်းချက်။ယနေ့မွန်တဲမှနောက်24နာရီအတွင်းခံမန်းချက်။မလို့သားချီနေနေရစိတ်စိတ်မိုးထစ်ဆောင်ရမြီ။အမြင့်တားလေးမိုင်မူရစင်တမိုင်ခန့်။ရေပြင်းလေးအနောက်သို့မဟုတ်နောက်တောင်တနိုင်ပင်လယ်မိုင်90မိုင်တခါတရံ -25 မိုင် လိုင်းချင်းနေလိုင်းနေငယ်မှလိုင်းတင်းတင်းရှိမည်လိုင်းမြင့်၄ပေမှ၆ပေခန့်တို့ဖြစ်ပါသည်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမှရှင်လန်းကြပါစေရှင်ကျွန်မတို့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်နော်ပါပါအောင်နော်ပါပါ